ဆံဝင်နေပြီဆိုတော့ဆံချက်ဖို့အတိုင်းတွေပဲဆွဲနေကြရပေါ့ဒါပေမဲ့အတိုင်းတွေပဲဆွဲပြီးတော့စာမြင်အောင်ဆိုလို့ရှိရင်တင်းအတိုင်းမှနေ message တန်လုံးဝလုံးမလုပ်ပါဘူးဒီနေ့ဗီဒီယိုထဲမှာတော့ဆယ်စားလောက်ပို့ပြီးတော့တိရောက်တဲ့အတိုင်းတွေပဲဆွဲနေတဲ့ time management system ကြောင့်ပြပြပေးတော့မှာဖြစ်ပါတယ်သိကျင်နေဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လုပ်မယ်နော် time management လုပ်တယ်ဆိုတာတကယ်တော့အချိန်ကိုစီမံခန့်ခွဲတာမဟုတ်ပါဘူးခုကိုစီမံခန့်ခွဲရတာဖြစ်ပါတယ် ရန်ယူတိုင်းဟာအချိန်24နာရီစီကိုစီရကြပေမဲ့အတန်းထဲမှာဆိုရင် A plan ရတဲ့အကြောင်းသား B ရတဲ့အကြောင်းသား C ရတဲ့အကြောင်းသားဆိုပြီးတော့ရှိနေရတယ်။တကယ်တော့ A plan ရတဲ့အကြောင်းသားကသူ့ရဲ့ကိုယ်ပိုင်ချိန်တွေကိုတိတိကျကျစီမံခန့်ခွဲနိုင်လို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အရန်တစ်ယောက်တည်းတိုင်းတွေဆွဲနေလေးကိုပြောပြပေးတော့ပါမယ်။ပုံမှန်ကျောင်းသားတစ်ယောက်ကအားလဲချိန်6နာရီရှိရဆိုပါလို့သူကစာလုပ်ဖို့အချိန်3နာရီကိုသူ့ရဲ့ပုံသေးတိုင်းတွေတစ်ခုဆွဲထားမှဆိုရင် ဘာသာတစ်ခုစီမှာမိနစ်30လောက်အနည်းဆုံးကြည့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြောပြပေးမယ့်နည်းလမ်းကတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူး။ကျောင်းသားတိုင်းဘာသာရေးကြောက်ကိုသင်ရမယ်မယ်ဘာသာရေးတိုင်းကတော့ညီငန်းတင်နေရမှာမဟုတ်ပါဘူးမြန်မာသားဆိုရင်နိုင်ဝက်လောက်ကြက်လိုက်ရုံနဲ့ရနိုင်မယ့်အခြေအနေမျိုးရှိသလိုသင်ချာဆိုလို့ရှိရင်၃နိုင်လောက်ကမှရမယ့်အခြေအနေမျိုးလည်းရှိပါတယ်စကြဝဠာတိုင်းဒီဘက်ကတော့အဲ့လိုမျိုးပုံမှာအရန်လုပ်ဖြစ်ပါတယ်အချိန်ပိုပြီးဖို့လိုတဲ့ဘာသာရေးကိုအချိန်ပိုပြီးပြီးတော့ အချိန်ပေးဖို့တိတ်မလို့တဲ့ဘာသာရက်ကိုအချိန်နဲ့နဲ့ပဲပေးပြီးတော့အလုံးလုံးတဲ့ထိုင်တယ်ပဲဖြစ်ပါတယ်။အဲ့ဒါသားတော့တိကျတဲ့တတ်မှတ်ချက်တွေလုံးဝမရှိဘူး။ဒီနေ့စာကိုလုံးဝမဲ့စာပမာဏပုံမှန်တာမူတရားဖြစ်ပါတယ်။အဲ့ဒီစက်ကြပေတိုင်းဒီပြေပေါ်မှာကနိုင်ငံတကာတင်ကြမ်းကြောင်းသားတွေအသုံးပြုတဲ့ပိုမိုဒိုတက်ကနစ်စက်ကြနည်းရတာပေါင်းစပ်လိုက်လို့ဆိုလို့ရှိရင်တင်လို့ပို့လို့ရတဲ့စာတွေကိုအချိန်ကြီးပြီးစီနိုင်မယ်ဆိုတာလုံးဝတည်တာပါပဲပိုမိုဒိုတက်ကနစ်ဆိုတာကတော့အချိန် ငါရွေးရှိရဆိုလို့ရှိရင်25မိနစ်စာလုံး9မိနစ်နာအဲ့လိုနီးလောင်ပြောရပါဥပမာနေနဲ့ကျွန်တော်တို့ဆက်ချက်ပေးထိုင်ဒီပေးက၃နိုင်လောက်ကိုလိုရပါတာရက်မှာဆိုလို့ရှိရင်25မိနစ်တကာစာချက်9မိနစ်နာအဲ့လိုမျိုးလို၃နိုင်လောက်လောက်တာကစာချက်တောင်ပို့ပြီးတော့ထည့်ရောက်စေပါတယ်ဒီနီးလောင်ကူကိုအသုံးပြုပြီးတော့စာလုံးမယ်ဆိုလို့ရှိရင်ပြန်မှကောင်းကောင်းရဖို့အမှန်ခံနိုင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအသုံးဝင်နေသလိုရှိရင်တော့ကိုယ့်ရဲ့အတန်းကိုတငယ်ချင်းတွေကိုလည်း share ပြဖို့မိတ်နဲ့နော် နောက်ပြီးတော့ like and subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်နော်။တတား။